crypto industry ကတဖြည်းဖြည်းနဲ့ mainstream မှာပါနေရာရလာနေပါတယ်။မကြာသေးခင်ကမှ Binance နဲ့ Franklin Templeton တို့ပူးပေါင်းဆောင်ရွက်ကြမယ့်အကြောင်းတင်ပြခဲ့တာရှိပါတယ်။အခုလေဂျပန်မှာလူသုံးအများဆုံး payment platform တွေတဲကတခုဖြစ်တဲ့ PayPay က Binance Japan ရဲ့ share ရ40ရာခိုင်နှုန်းကိုပြီးခဲ့တဲ့စက်တင်ဘာလထဲမှာဝယ်ယူသွားခဲ့ပါတယ်။ဒီအကြောင်းကိုမြန် crypto ရဲ့ Facebook မှာလည်းသတင်းအနေနဲ့တင်ခဲ့ပြီးပါပြီ။

လက်ရှိဂျပန်မှာအသုံးပြုသူတန်း80ကျော်အထိပိုင်ဆိုင်ထားတဲ့ cashless payment platform တခုလည်းဖြစ်ပါတယ်။ဒီပမာဏကမြင်သာအောင်ပြောရမယ်ဆိုရင်ဂျပန်မှာ phone အသုံးပြုသူ3ယောက်ရှိရင်2ယောက်လောက်က PayPay အသုံးပြုနေကြတယ်လို့ပြောနိုင်တာဖြစ်ပါတယ်။ဈေးတိုင်းမှာ3တန်းကျော်မှာ PayPay နဲ့ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ထိုင်းမှာဆိုရင်တော့ prompt pay ပုံစံမျိုးဖြစ်ပါတယ်။ Binance Japan ဆိုတာကတော့ Binance ရဲ့ Japan သီးသန့် crypto platform တခုပါ။ ဂျပန်ကခရစ်တိုနဲ့ပတ်သက်ပြီးတော့စီကံတင်းကျပ်ထားတာတွေရှိတယ်။ဒါကြောင့်မလို့ဂျပန်နိုင်ငံသားတွေအတွက်တီးတန့်ဝန်ဆောင်မှုပေးနိုင်ဖို့ဂျပန်နိုင်ငံရဲ့ဥပဒေတွေနဲ့အညီမှတ်ပုံတင်ထားတဲ့ Binance Pay နဲ့ platform တခုဖြစ်ပါတယ်။ဒါပေမဲ့ Binance Global နဲ့တော့ဓာတ်ရိုက်ချိတ်ဆက်ထားတာမျိုးမရှိဘူး။ Crypto trading နဲ့ staking နဲ့စားတဲ့ဝန်ဆောင်မှုတွေကိုဂျပန်ကအသုံးပြုသူတွေအတွက် localize လုပ်ပေးထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အခု PP က Binance Japan နဲ့ Maybank အဖြစ်ဆောင်ရွက်လိုက်တယ်ဆိုတာက PP သုံးပြီးတော့ crypto တွေကိုတိုက်ရိုက်ဝယ်နိုင်တော့မဲ့သဘောဖြစ်ပါတယ်။ဒါအပြင် crypto တွေကိုရောင်းမယ်ဆိုရင်လည်း PP ကိုသုံးပြီးတော့ cash out လုပ်နိုင်အောင်မှာဖြစ်ပါတယ်။ crypto blockchain နဲ့ traditional finance ချိတ်ဆက်မှုကို ပို့ပြီးတော့အားကောင်းလာစေပါတယ်။အထူးသဖြင့် Web3 နည်းပညာကိုလူသုံးများလာအောင်မြင့်တင်နိုင်ဖို့ရည်ရထားကြတာပါ။ Binance အနေနဲ့လည်း Japan မှာ user တွေထပ်တိုးလာနိုင်ပါသေးတယ်။ ဒီလိုမျိုး user တွေတိုးလာတာက Binance Japan တခုရဲ့အတွက်အကျိုးရှိစေမှာတော့မဟုတ်ပါဘူး Binance ရဲ့ ecosystem တခုလုံးအတွက်အကျိုးရှိစေမှာဖြစ်ပါတယ် Binance Japan ရဲ့အထွေထွေ manager ဖြစ်တဲ့ Takeshi Chino ကတော့ဒီလိုမျိုးမဟာ viewer ကြကြပူပေါင်းနေဆိုတာကဂျပန်နိုင်ငံရဲ့အနာဂတ် digital finance ကဏ္ဍကိုတည်ဆောက်ဖို့အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်လို့ပြောထားပါသေးတယ်။အာရှနိုင်ငံတွေမှာဒီလိုမျိုးပြောင်းလဲလာမှုတွေကအတော်လေးအားရစရာဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအတော်များများမှာလည်း fintech ကဏ္ဍကို web3 နဲ့ချိတ်ပြီးတော့ကျေကျေပြန့်ပြန့်အသုံးချလာနေတာကို တွေ့ရပါတယ်။ဗုဒ္ဓံလိုမျိုးကုန်တွင်းပိတ်နိုင်ငံလေးမှာတောင်းနိုင်ငံတော်အဆင့် web3 နည်းပညာတွေကိုအသုံးချလာနေတာတွေ့ရပါတယ်။ blockchain ခြေပြု digital id စနစ် bitcoin reserve national crypto payment system အစရှိသဖြင့်ဗုဒ္ဓံမှာအတော်များများအသုံးချလာနေပါတယ်။ဒါ့အပြင် လုပ်ငန်းစုကြီးတွေ ဘန်ကြီးတွေရတဲ့သူတို့ရဲ့ access တွေကို blockchain မှာတင်ပြီးတော့ token အဖြစ်ပြောင်းဖို့စိတ်ဝင်စားလာနေကြတယ်။ဘယ်နိုင်ငံတွေဘလို့ပဲတိုးတက်ပြောင်းလဲနေပါစေကျွန်တော်တို့မြန်မာနိုင်ငံကတော့ခဏောက်ပြန်ဆွဲခြင်းနဲ့လူတစုကြောင်းအရာရာမှာနောက်ကျကျန်နေခဲ့သလိုဝိသားကင်တုံးနဲ့အဆင့်ကနေတောင် မတက်နိုင်သေးပါဘူး။ကမ္ဘာစာမျက်နှာမှာဆိုရင်လည်းမြန်မာနဲ့ပတ်သက်တဲ့ crypto အကြောင်းအရာဆိုရင်ကြားဖြန့်တွေလိမ်လည်မှုတွေရဲ့ဌာနေတစ်ခုဖြစ်တာပုံဖော်ခံရရစေဖြစ်ပါတယ်။ ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ခရစ်တိုနဲ့ traditional finance တွေနဲ့စိတ်ဆက်မှုနဲ့ပတ်သက်ပြီးတော့မဲဆွေတို့ရဲ့အတွေ့အမြင်တွေကိုလည်း comment မှာဆွေးနွေးသွားလို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲ trade နဲ့ညကြပါစေခင်ဗျာ။